ဟိုရေချမြတာလေးတွေစင်ဘီလိုဖိုင်လေးတွေမတင်တာလည်းနဲ့ကြာသွားပြီဒီရပိုင်းတွင်းလဲစင်ကိုလာလာပြီးတော့မေးကြရဲကချင်တယ်လေးတွေကရေမချခင်ကိုချုပ်ရမှာလားချုပ်ပြီးတော့မှရေချရမှာလားလို့အများနဲ့မေးနေကြတယ်မမတွေအတွက်ကိုနောက်လေးတွေကကချင်တယ်လေးတွေကထန်းဆိုရင်စင်အင်းစင်ရှေ့ရက်ကတော့ဝယ်ထားတာဒီမှာမှငွေရှိပြီးချစ်ချင်းတိုင်းတာလည်းနဲ့ကြာပါပြီပေါ့နော်အခုမှဒါလေးကိုချုပ်အပ်ပြီးလဲအစင်ကိုလုတ်ခိုင်းထားတဲ့အတွက်ကြောင့်မို့လို့စင်ကဒီနှစ်ထဲကိုကော်ပိတ်မကက်ခင်ပေါ့နော်ရေချပြပြီးမှဖြစ်ပါတယ်ဒါလေးတွေကလာတဲ့ premium six လေးတွေပေါ့နော်နှစ်တရာတိုက်ပြီးတော့မှ premium ပိုးသားလေးနဲ့ခတ်ထားတဲ့အတွက်ကြောင့်မို့လို့ချီရောတာလေးဒါလေး းတွေကြတော့ရေချလို့ခြင်းစင်လို့တလမဝင်းခြင်းအတိကြပဲစင်တို့ကအများအားရေချတိုင်းပိစလေးတွေကိုတိုင်းတိုင်းကြည့်တယ်ပေါ့နော်တိုင်းတိုင်းကြည့်တာအချိန်မှာဒါလေးတွေကတလမဝင်းခြင်းကျုပ်ပါတယ်နော်တလမဝင်းနေကြုတ်တယ်အဲတချို့ကြတော့ဟိုပိတ်ဆောက်ကိုကြုံလာကြုတ်လာအရင်မေလုံးအားကြီးကြုံပါတယ်နော်မအားလို့ခြီးစစ်လို့ကြုတ်တာပါခြီးမစင်မကြုံအောင်နော်ဒါလေးနဲ့တဲ့ဦးစင်ကရေချပြမှာဖြစ်ပါတယ်ဒါဆိုရင်ခြီးရတုံးကမအားစင်ရောင်းလာတဲ့လူရစင်လေးတစ်ထည့်ရယ်ဒါလေးကြတော့အစိုင်းဝါချက်ပြင်လေးပေါ့နော်နှစ်ထည့်စလုံးကိုဦးစင်ရေချပြပြီးမှာဖြစ်ပါတယ်လိုက်ခဲ့ပြီးပါရှင် ကဲဒါလေးကတော့ဇင်တို့ရေချမှာဖြစ်ပါတယ်မြမအတန်လေးတော့နည်းနည်းစုနေမယ်နော်မမတို့ဒီဟာကကျတော့နည်းနည်းအိမ်လေးနည်းနည်းစောင့်ရရအတွက်ကြောင့်မြမအတန်လေးတော့နည်းနည်းစုနေမယ်ရှင်ဇင်တို့အထက်လေးတွေကိုရေချတဲ့အချိန်မှာခောက်ပြီးတော့မချပါဘူးနော်ဇင်တို့အမြဲတမ်းဖြန့်ပြီးချပါတယ်ရှင်အမြဲတမ်းဖြန့်ချတယ်မလို့လဲဆိုခောက်ပြီးချရင်တချို့ခောက်ရိုးလေးတွေဒါဂျာထဲမှာပေါ့နော်ရေလေလေးတွေရဝင်နေတဲ့အခါမှာရေရထိထိရောက်ရောက်ဝင်ဝင်ဘူးပေါ့နော်အဲ့ဒီကြောင့်မလို့ဇင်တို့ကအထက်လေးတော်တော်များများကိုဒီလိုမျိုးလေးဖြန့်ပြီးတော့ပဲချတာများပါတယ်ရှင်ဒါလေးဆိုရင်ရိုးရလေးကိုဇင်တို့ချမှာဖြစ်ပါတယ်အာဒါကတော့မမတို့တိုက်နှစ်သက်တယ်လို့ပေါ့နော်နှစ်နာ ာရီချလဲရတယ်၃နာရီ၄နာရီချလဲရတယ်တချို့ကျတော့တစ်ရက်လုံးလဲချတယ်ဒါကတော့မမတို့အဆင်ပြေတယ်လို့ချလို့ရပါတယ်ရှင်အနည်းဆုံးတော့၂နာရီလောက်တော့ချပါတော့เนาะအဲ့ဒါဆိုရင်တော့ခြေလေးကပို့ပြီးတော့ရေဝတာပေါ့เนาะပို့ပြီးတော့ဒီထက်ပို့ပြီးရေဝကျင်တယ်ဆိုလို့ရှိရင်တော့မမတို့၄နာရီလောက်ထိချလို့ရတယ်ဒါမှမဟုတ်ကအချိန်မရလို့ဆိုလို့ရှိရင်၂နာရီလောက်နဲ့နေနေအဆင်ပြေပါတယ်ရှင် ါလေးဆိုလို့ရှိရင်စီလိုဇိုင်ဝါရိုးရအနက်ကလေးပေါ့နော်အနက်ချက်ပြင်လေးပါအကုန်လုံးကိုဒီလိုမျိုးချပါတယ်ရေထဲမှာဘာမှမထည့်ပါဘူးနော်မမတို့စက်ပြားလည်းမထည့်ဘူးတခြားဓာတ်ဥပစ္စည်းတွေဘာမှမထည့်ပါဘူးရှင်ပြီးရင်တချို့ကြတော့မေးတတ်တယ်နော်ကချင်တဲကိုရေချတဲ့အခါမှာဝိချော်ဇက်တဲကိုထည့်ပြီးလှိမ့်ရမှာလားတဲ့မဟုတ်ဘူးနော်မမတို့ကချင်တဲကဒီလေးလေးတိုင်းပဲစီလိုကိုရေချပေးပါရှင်ကချင်တဲလေးတွေကဈေးလဲကြီးပါတယ်တံမိုးလည်းမြင့်တဲ့အတွက်ကြောင့်မလို့ဝိချော်ဇက်တဲကိုထည့်လိုက်တဲ့အခါကျရင်နော်သူ့ကိုလေအရန်အကြံပန်းလောက်တယ်လို့ဖြစ်တယ်ပေါ့နော်အဲဆိုရင်တော့ကချင်တဲအတွက်ကိုအဆင်မပြေပါဘူးနော်ဒီနည်းလေးအတိုင်းသာရေချပေးပါရှင် ဒါလေးစုံလို့ချင်းရင်စင်တို့စုစုပေါင်း၄နာရီကြာချပါမယ်ရှင်ကျေးဇူးတင်ပါတယ်